အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားတဲ့သူ့စပင်နှင်းစီပွင့်တွေနဲ့ဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာသူ့စပင်နှင်းစီပွင့်တွေနဲ့အပိုင်း၁ အပလေသည် ကျွန်တော်ကိုဥကြောင်ကြောင်ဖြစ်သွားစေသည်ထိုလေသည်အင်ဂျီရီမရဟုထင်၏လွတ်လပ်ပေါ်ပါလွန်းစွာ နေရာနှင့်လှုပ်ခတ်ပြေးလွှားနေသည်ကျွန်တော်၏တုန်နှံ့နှံ့သပင်ကြားသို့တိုးဝင်လာသောအခါမခံမရနိုင်ဖြစ်လာသည်နှထင်ကြောတွေစိန်လာ၏တိုက်ခတ်မှုနှုံးသည်ညပြပြင်းထန်လွန်သည်ဟုထင်နေမိလေသည်အထူးကြဆုံးမှာ ထိုလေတွင် အနက်မရှိခြင်းပင်ဖြစ်သည် ရှူရှိုက်ရသည်ကိုအာမယလက်ဆက်လွန်အားကြီးနေသည်တခုခုလုံးနေသည် စိမ့်ရွှေရွှေအောက်တိုးတိုးအနက်တခုလိုအပ်နေခြင်းပင်ဖြစ်တန်ရသည်အငွေအသက်ဆိုသောစကားလုံးသည် အတိတ်ပဲကျယ်ဝန်းပြီးအနက်ဖွင့်ဆိုရခက်ခဲသည် အတတ်နိုင်ဆုံးရှင်းပြရလျင်စေယုံစေကန်းတို့ကို ဝင်မိသောအခါအိုသက်စိမ့်နှင့်အကြပြန်နှံ့တို့ကိုရတတ်သည် တခါတရံပန်းပင်ရေလောင်းရင်ရုတ်တရက်ရေဆိုးသွားသောမြေကြီးမှမြေတင်းနှံကိုရလိုက်သောအခါမိုးဥကြချိန်ကိုချက်ကနေတရိယာသောအဖြစ်မျိုးကြုံမှုကြပါလိမ့်မည်။ကျွန်တော်ကဆိုးဝါးသော အငွေ့တက်တွင် အနေကြားလာခဲ့သောကြောင့်တန်ရှင်းလက်ဆက်သော အငွေ့တက်ကို ရုတ်ချီခံစားလိုက်ရသောအခါ နေမထိတ်တိုင်းမသာဖြစ်သွားခဲ့ရခြင်းပင်ဖြစ်လေသည် ထိုဆိုးရွားသောအနံ့အသက်များကိုပင်တန်တနေမိသလိုဖြစ်ရသည်မှာဒုစံလာသည်။ပေါ်ဦးအဖေနာမည်ထင်ပေါ်ရှိရင်လက်ထုပ်လူကိုမမြင်ရသေးပဲအတန်ကိုအရင်ကြားရသည်။အိတ်ဆောင်ထဲတွင် ဟိမ့်ထသွားသော ထိုအတန်ကြောင့်နယံကိုမှီ၍ထိုင်နေရာမှငောက်ခနဲထလိုက်သည်။ဟုတ်မှဟုတ်ရဲ့လားဟုတန်တရားဖြစ်သွားမိ။အခန်းထဲကလူများ လှုပ်လှုပ်ရွရွဖြစ်သွားသည်ကို တွေ့နေရတော့မှ အမှန်တကယ်ဖြစ်ကြောင်းသိကြသွားသည်အဘခေါ်ကိုမြင့်ထွန်းကဟဲ့ကောင်မင်းနာမည်ခေါ်နေတယ်ဟုလှံပြော်သည်ကျွန်တော်ကလူလေထရက်လိုက်ပြီးတက်သားတိုင်းများရှိရာသို့ခတ်တုတ်တုတ်လျှောက်သွားသည် လက်ကိုတိုင်ကြားတဲ့ရှိုးပြီးဆန့်ထုတ်ထားလိုက်ခပ်ပြင်းပြင်းနင်းလာသောခြေတံများတစ်ဖြည်းဖြည်းနှိကက်လာသည် အခန်းထဲကလူများကျွန်တော်ကို ဝိုင်းကြည့်နေကြသည်ထောင်ချက်နှစ်ယောက်နဲ့တန်စီတယောက်ကျွန်တော်အပြင်မှာလာရက်နေသည်နာမည်ပြောပေါ်ဦးအဖေနာမည်ဦးထင်ပေါ်ပစ္စည်းသိမ်းထွက်ခဲ့တိတ်ခနဲရှင်ခုံသွားသည် လာခေါ်သောထောင်ချက်တို့ဤမျက်နှာများကိုခဏမျှငေးကြောင်ကြည့်နေမိသည်တွားလေကွာတန်စီကြီးကပြောသည် သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခုကိုမြင်လိုက်ရ၏ခြာကနေလှည့်ထွက်ပြီးကျွန်တော်နေရာသို့လာခဲ့သည်ပစ္စည်းတွေအလင်းမြန်တိမ်သည်တကယ်တော့တိမ်စရာပစ္စည်းလဲတိတ်များများဆဆမရှိပစိုးနှစ်ထဲရှဲအင်းကြီးနှစ်ထဲစွတ်ကျဲတစ်ထဲညနေတုပ်ဘဝအစုပ်တစ်ထဲပြီးတော့အမတ်တရပစ္စည်းကလေးတွေမင်းလွတ်ပြီကွာတင်မောင်ကလာပြော်သည်ကျွန်တော်ဘိန်းနာမှာလူ၄-၅ယောက်ဝိုင်းအောင်လာသည် အမောင်ကိုမျိုးဇေကြီးမောင်ကျော်အဖတာနောစသူတို့ပြပလာဟိတ်ထောင်ကျဲဤအတန်ကိုကြာရသည်ကျွန်တော်သည်မျက်နာတွေကိုတယောက်စီအလင်းအမြန်ကြည့်လိုက်သည်စေပေါ်လိတ်နှစ်လိတ်ကိုအင်ကြီးတဲထည့်သည် အမတ်တရပစ္စည်းကလေးတွေထည့်ထားသောပလတ်စတစ်အိတ်ကလေးကို ကောက်ယူသည်အဝတ်အစားတွေထားခဲ့မယ်ကျွန်တော်ပြောပြီးထားရလိုက်သည် တကားဂလန်ဖြုတ်တန်းကြာရသည် အခန်းပြင်ကိုထွက်သည် အခန်းထဲကိုတစ်ချက်ပြန်လှည့်ကြည့်သည်သွားလေကွာဒါလေမထွက်ချင်သေးဘူးလားထောင်ချက်တယောက်ကပြောပြီးနောက်တယောက်ကရဲသည်ကျွန်တော်သူတို့ရှိကလျှောက်သွားရသည်တစ်သားတိုင်တွေကြားထဲတွင်မျက်နှာတွေရှိတ်ခနေရိတ်ခနေကြံရဲခဲ့သည် ထောင်ဘူးဝရုံးခန်းတွင် ကျွန်တော်ကိုဆစ်ဆဲသည် ထောင်ထဲအဝင်တုန်းကမှတ်သားထားသော ကိုဘော်ကအမှတ်သားများဖြင့်တိုက်ချည်သည်နာမည်အဖေနာမည်ထမှန်စစ်စေသည်ထို့နောက်ထောင်ဘူဝတကားမှငုံထွက်လိုက်သည်လွတ်ပြီးအင်းစိန်လန်းသည် ရှေ့တွင် ဖြောင်ပြူးစွာရှိနေသည် ကားသည်အချိန်ဖြင့်သွားနေသည်တို့ရတွင် ကျွန်တော်စိတ်သည်ကားနှင့်အတူ ရှေ့ကိုမတက်ဘဲဖြစ်နေထောင်ချက်များကနာမည်လာခေါ်သည်မှစ၍ ဘူဝါမှထွက်လာခဲ့သည့်အချိန်ထိကိုကိုကိုဘာဖြစ်နေမှန်းမသိခဲ့။ဘာလို့၍ဘာကင်မိပြီးဘလို့အမှုရာရှိနေသည်ကိုသတိမထားမိခဲ့။ထိုအချိန်ကကျွန်တော်ဘာတွေစဉ်းစားနေခဲ့တလဲဟုပြန်တွေ့ကြည့်သည်။ဘာမျှမစဉ်းစားဆက်ရုပ်တစ်ခုလိုခေါ်သည့်နေရာလိုက်သွားမိတာဖြစ်တလောက်ပဲဖြစ်သည်။ခုလောလောဆယ်မှာကိုကျွန်တော်ဘာတွေစဉ်းစားနေသည်နီ။ဘာမျှမစဉ်းစား ။ဘာစဉ်းစားလျင်ကောင်းပြီလဲဟုစဉ်းစားကြည့်သည်။မယား။တကယ်တော့လောလောဆယ်အတွက်ကောရှေ့အတွက်ကောဘာကိုမျှမစဉ်းစားမိပဲရှိနေလေသည်။ထောင်ဘူးဝရောက်သည့်အချိန်ထိအကြောင်းကို ပြန်စဉ်းစားသောအခါရှေ့မဆက်တော့ပဲအတွေ့အကြုံရက်သွားသည်။ဘာကိုထပ်၍စဉ်းစားရမည်မှန်းမသိတော့။ကျွန်တော်စိတ်ထဲတွင် ဟင်းလင်းပြင်လိုဖြစ်နေသည်။ဆုံးစမရှိသောအကြရေရာခြင်းမရှိသောအတိယခက်ခဲသော ကောင်းကင်ကို မော့ကြည့်နေရသလိုပင်တို့ရတွင်ကျွန်တော်သည် ကောင်းကင်နှင့်လာရပချင်းတောင်းမတ်ကြသောမြေပြင်ပေါ်တွင်တွားနေခြင်းဖြစ်သည်မြင်းဒီကုန်းတွင် ကျွန်တော်ကားပေါ်မှဆင်ရသည်စံတီရီရုပ်ရှင်ယုံရှိတွင်တစ်ယောက်တည်းရောင်းလေလေကြံရစ်ခဲ့၏ကျွန်တော်လက်ထဲတွင် အမတရပစ္စည်းကလေးတွေထည့်ထားသောပလတ်စတစ်အိတ်နှင့်လိုလိုမဲမဲယူလာခဲ့သော လုံခြုံရေးစုပ်တစ်ထည် လတ်စတစ်အိတ်ကိုလုံကြည်စုပ်ဖြင့်ပတ်၍ခြင်ထားလိုက်သည် အိတ်ထဲတွင်စေပေါ်လိတ်တစ်လိမ့်မှလွဲ၍ဘာမျှမရှိနှစ်သားတစ်စိတ်စေပေါ်လိတ်နှစ်လိမ့်ယူလာခဲ့တော်လဲထောင်ဘူးဝါမှထလာကနီးစောင့်နေရုံတစ်လိမ့်တောက်ခဲ့သည် အထဲမှာဆိုလျင်ဒီစစ်လိတ်တစ်လိမ့်သည် အတန်အတင့်သောအကြာရောက်ပေလိမ့်မည် ကျုပ်စွာဆုံးရေတစ်ခွက်တစ်ဖလားတော့ပို့ချိုးခွင့်ရအောင်ကိုကြီးနိုင်ပေလိမ့်မည် ခုတော့ဒီလိုမဟုတ် မိရှုပ်ပြီးရှိုက်ဖွာလိုက်ုံကလွဲ၍ဘာမျှအသုံးမဝင်တော့အခုချိန်တွင် အရေးကြီးဆုံးမှာစက်လက်တော့ဖို့မဟုတ်ချင်းအိမ်ပြန်ဖို့ဖြစ်သည်ကျွန်တော်မှာပတ်စံတပြားမှမရှိလမ်းစရိတ်လိုသည်ဘတ်စကားကိုပတ်စံမပဘူးဟုပြော၍မစီခြင်း၃ဘိန်ကားငှားစီသွားမည်အိမ်ရောက်မှပတ်စံတောင်းပြီးပေးလိုက်မည်ဟုစိတ်ကိုယ်သည်တို့ရတွင် ထိုအချံကိုလက်လျှော့လိုက်သည် အိမ်ရောက်မှအိမ်ကလူတွေအပြင်ထွက်နေကြလျင်ခံပြီးပြီးတော့ကျွန်တော်ပုံစံမညီမညာညှက်ထားသောသပင်တိုးနဲ့နဲ့ထိုးထိုးထောင်ထောင်ခေါ်လာကုတ်သားတွေဆုပ်ဖွာပြီးဘာအယောင်မှန်းမသိနိုင်တော့သောအိမ်ကြီးအကွက်လာအစင်လာခံမန်းမှုခက်ပြီးတောင်လိုက်ကွဲထွက်နေသည်ဖြင့်ရရအချီဖြင့်တီထားရသော လုံကြီးပြီးတော့ဖနက်ဖင်မီတိုးနေပြီဖြစ်သောဘာဘာအောက်ခံတွင် ပုံစံကျိုးကိုကြည့်၍တဲကျိုးဖြစ်တက်ထားသည်ဒီလိုပုံစံမျိုးရှိသောသူက35ချက်အနည်းဆုံးတန်သောခီးကိုငှားရမ်းလျင်၃ဘိန်း၄ဘိန်းဆရာတွေကယုံကြည်စိတ်ချစွာ လိုက်ကြပါမည်လားလမ်းမေးတွင်ခြောက်ရောင်းသော ကုံစုံဆိုင်ကလေးကိုမြင်မှဒစုံတစ်ခုကိုဖြတ်ခနဲတရိယာလိုက်သည်မြင်းဒီကုန်းဈေးထဲမှာကျွန်တော်ဦးလေးတယောက်၏ဆိုင်ရှိသည် ကုံမျိုးစုံဆိုင် ရုတ်တရက်ဝန်တာသွားမိပြီးလမ်းဖြတ်ကူလိုက်သည်လမ်းလေကြောင်းမှကြောက်ပြီးရက်သွားသည်ဟင်ကားတွေကားတွေဘေးမှဝီကနေဝီကနေ ဖြတ်သွားနေသည်ကျွန်တော်လမ်းမကူတတ်တော့ရှေ့ဆက်၍မသွားရဲတို့ရတွင်ဒီတိုင်းရက်နေ၍လည်းမဖြစ်ဖွက်ကားဒီကရှောင်းသွားကြသောကားတွေကြားမှလန့်လာပြန်သည်ကားနေငယ်ရှင်းသွားသောအခါကျွန်တော်စွပြေသည် ိုဘက်ပလက်ဖောင်းကိုရောက်တော့တကောလုံးချွေးတွေချွေးနေမော်လေမော်နေသည်ခဏရက်နေပြီးမှဈေးထဲဝင်လိုက်သည်ညီနီကုံညဈေးသည်ညစွာစီကားနေပြီးအရင်ကလိုညကြမှစီကားခြင်းမဟုတ်တော့ညနေဆောင်ချိန်မှပင်အတော်စီကားနေလေပြီးဆိုင်တွေလည်းပိုများလာ၏အပြင်တန်းတွင်ဆိုင်သစ်တွေတိုးလာသည်မှတ်သားထားသောအနေထားတွေပြောင်းကုန်သဖြင့် ။ဦးလေးဆိုင်ကိုတော်တော်နဲ့ရှားမတွေ့။ဆိုင်တန်းတွေကြားထဲရှောက်သွားနေရင်ကဟိုဘက်တန်းစီမှဖြက်ခနဲ့အယောင်လက်သွားတော့ကြောင်းလှည့်ကြည့်မိသည်။တွေ့။ဦးလေးမဟုတ်ချင်း။ဦးလေးမိမအတော်ဖြစ်သည်။စောစောကအယောင်လက်သွားသည်မှာ အတော်ဤစိတ်နှကက်ကဖြစ်ပေလိမ့်မည်။ဆိုင်သည်ဟိုတုန်းကထက်ပို၍ခန္ဓာနေသည်။ပစ္စည်းတွေလည်းစုံနေ၏။ဆိုင်ရှိတွင်ရက်လိုက်သောအခါ သူမော့ကြည့်သည်။ဘာလဲဆိုသောသဘောဖြင့်မိကိုဆက်၍ငော့ပြသည်။ကျွန်တော်ကပြုံးပြလိုက်၏။အတော်သည်ကျွန်တော်ကိုကြောင်၍ကြည့်နေသည်။မှတ်မိဟန်မတူချင်းတော်တော်ကျွန်တော်ပေါ်ဦးလေ။အတော်သည် ရုတ်တရက်မျက်မှောင်ကုပ်လိုက်သည်။ကျွန်တော်ကိုခြေဆုံးကောင်းဆုံးလောက်နေပါကြည့်ပြီ။ဩအေးအေးဆက်ဆက်ဖြေးလိုက်တော့ကြောင် စိတ်ထဲတွင်ပနစ်မျိုးပဲဖြစ်သွားသည်ကျွန်တော်ထပ်ပြောပြန်သည်ဟိုဥထင်ပေါ်ရဲ့သားဘယ်တော့မှလွတ်တယ်လဲကျွန်တော်စကားကိုဖြတ်၍မေးသည်ကျွန်တော်ချက်ချင်းတက်ကြွစွာဖြေသည်အခုပဲတော်တော်အိမ်တောင်မရောက်သေးဘူးခေါင်းငိမ့်သည်တခုခုမေးုံမြည်ထင်၍စောင့်သေးသည်သူမမေးတော့မှကျွန်တော်မေးရသည်ဦးလေးကတော်တော်မရှိဘူး ဟောဘာလို့ရှိပါသလဲရှင်ကျွန်တော်ကိုဖြေရင်ဝယ်သူရောက်လာတဲ့ဖြင့်တစ်ဆက်သေးလှမ်းမိသည်ဝယ်သူက ကြည်တာပါဟု ပြောပြီးထွက်သွားသည်အတော်ဤအမှုရာကိုစိတ်ထဲတွင်တမျိုးဖြစ်မိသည်တို့ရာတွင်မတတ်နိုင်တော့သူစက္ကနေဖြစ်သွားသည်ချိန်ကျွန်တော်ပြင်ပြမှုလမ်းစီမရှိလို့အဲ့ဒါအော်အေး ကျွန်တော်စကားကို ဆုံးအောင်ပြောခွင့်မပေးပစံတစ်တာကိုဖွင့်နိုင်ယူသည်ကျွန်တော်စီလက်ကမ်းပေးသည်ကျွန်တော်လက်ပြန်လိုက်သည်လက်ထဲသို့ပစံကျလာသည်ရှင်ထဲကခြင်းကနေဖြစ်သွားသည်ကျွန်တော်လက်ဝါးပေါ်တွင်ငါမူးခေါ်ပြား90စီတစေအတော်မျက်နာကိုတစ်ချက်စိုက်ကြည့်သည်အတော်ကစေတနာထက်တန်စွာပြုံး၍ခေါင်းငိမ့်ပြသည်ကျေးဇူးပဲတော်တော် ျွန်တော်ပြန်ပေးပါမယ်။လက်ထွက်လာခဲ့သည်။ဟိုမဟုတ်တာကွဲပြန်ပေးစရာမလို။ဆိုတော့အတန်ကို ကြားလိုက်ရသေးသည်။တတိယမြောက်အမှတ်16ဘတ်စကားကို တိုးဝေးတက်ရသည်။အရင်ကားနှစ်စီးတုန်းကတက်လို့မရ။တွေ့စီလျင်ဖြစ်နိုင်တော့လဲကျွန်တော်မစီရဲ့စေ။ခုတစည်းချမှတက်လို့ရသည်။ကားတွင်းသို့ရောက်အောင် အတင်းတိုးဝင်ရသည်ကားစထွက်သည် လက်မှတ်ရောင်းသူကိုတာမွေးဟုပြောပြီးငါမှုစိပေးလိုက်သည်။ကြား30ကိုလက်မှတ်နှင့်လုံ၍ပြန်ပေးသည်။ကားပေါ်မှနေသားကျသလိုရှိသွားတော့မှပြန်စင်စားချည်သည်။ဦးလေးသည်ငငယ်ကအလွန်ဆင်းရဲသည်။အဖေကခေါ်ပြီးပညာသင်ပေးသည်။ကျောင်းပညာမဟုတ်အသက်မိုးဝမ်းကြောင်းပညာခမင်းစားရသောစေဝါးရေးပညာဦးလေးကစူးစမ်းသည်တော်လဲတော်သည် အဖေစိတ်ကြိုက်တွေ့သောတပည့်တွေတဲတွင်ပါဝင်သည်သူလေးအိမ်အောင်ကြပြီးနောက်ကိုပိုင်စေဝါးရေးလှုပ်ချင်သည်ဟုဆိုသည် သူဆုထားသောငွေကိုအဖေကထမှန်ဖြည့်၍ကုံစုံဆိုင်ကလေးထောင်ပေသည်သူလေးစူးစမ်းမှုကြောင့်ခဏအတွင်းမှာတိုးဝလာသည် ဆိုင်ကိုတိုးချဲ့သည် ကမာရွတ်လှေရန်စေးမှာဆိုင်ခွဲတဆိုင်ထပ်ဖွင့်လာနိုင်သည်စောစောတုန်းကဦးလေးသာရှိခဲ့လျင် ခုလိုဖြစ်မည်မဟုတ်ချေ ဝန်တာအားရစီချုံမီအခုခုကြွေမီသူကိုယ်တိုင်အိမ်ထိလိုက်ပုံမီအခုတော့ဦးလေးမိမထားပါတော့အတော်အဖေတို့အမေတို့ကျေးဇူးကို သူမထောက်ထားတော့ငါမူတယ်မမတ်ရရ အပေါက်ကလေးဖောက်ကျိုးနှင့်တည်၍လက်ဘဲမှာ ခမဲပေးသည့်နေဖြင့်ဆွဲပေး နောက်၃၀မရှိ၍အပေါက်ကလေးကို ထုံးဖြင့်ပြန်ပိတ်ပြီးသုံးလိုက်ဟန်တူတော့ ငါမိုးစိတ်အလေးစိတ်အရင်ကစိတ်မျိုးနှင့်ဆိုလျင်ထိုငါမိုးစိတ်ကိုအတော်ဤမျက်နာကိုဖြစ်စေမြေကြီးပေါ်တို့ဖြစ်စေပြစ်ပေါက်လိုက်မိပေလိမ့်မည်ကျွန်တော်ဒီလိုမလုံမိခဲ့ထိုကိစ္စကိုစိတ်ထဲ၌သာ ဆွဆွမြမြမှတ်ထားလိုက်သည်အေးလေအေးလေအရင်ကအရင်ခုကခုပဲတာမွေဈေးမှာဆင်းပြီးကားတစ်ဆင့်ပြောင်းစီရပြန်သည် ထိုချိန်တွင်တခြားစိတ်တွေမရှိတော့အိမ်ရောက်ချင်နေသည့်ဇောသားရှိတော်သည်ထွက်ခါကြပြုတ်နေပြီဖြစ်သော အမတ်ဆလီကာ၏အနောက်ပေါက်မှပြည့်တည့်ရန်စူးစားလိုက်သည် နောက်ချိန်တွင်ခုံပေါ်တွင်ရပ်နေသော လူတစ်ယောက်ကလက်လန်းပေသည် သူ့လက်ကိုဖမ်းဆုပ်လိုက်၏နောက်တစ်ယောက်ကကျွန်တော်လက်မောင်းကိုကန်၍ဆွဲတင်သည် ကျွန်တော်ကိုယ်သည်မြောက်တက်သွားပြီးခြေောက်ကချိန်တွင်ခုံပေါ်အလိုက်တင်ကျသွားသည် ငြိမ်ကနေဖြစ်သွား၏ကျွန်တော်ဖို့ပထမဆုံးကြုံတွေ့ရသောပျော်စရာ ဖြစ်တခုပင်မမေသည်အိမ်ပေါ်ဝမှရက်နေသောကျွန်တော်ကို အကြကြီးစိုက်ကြည့်နေသည်ပြီးတော့မှ ကျွန်တော်လက်မောင်းကိုဆုပ်ကင်လိုက်၏ညည်ရီဝဲလာသည်ဘာမှမပြောနိုင်ပြောစရာလည်းမလိုတော့ဒီနေရာတွင် ကျွန်တော်ရောက်ရှိနေခြင်းသည် သူ့ဖို့အလုံးစုံပြည့်စုံနေလေပြီ။ မမေပကုံကိုပတ်လိုက်ပြီးအိမ်ထဲဝင်လာခဲ့သည်မမေသည်အိမ်အတွင်းကန်းထဲသို့လှစ်ခနဲဝင်သွား၏အိမ်ကန်းထဲတွင် ကျွန်တော်ရက်လျက်ကြံခဲ့သည်ကျမ်းမော်ကိုအလင်းမြန်နင်း၍လာသောခြေတံကို ကြားလိုက်ရသည်ခန်းစည်းကိုဖယ်၍ထွက်လာသည့်ဖေ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 သည်ကျွန်တော်ကိုအင်းချက်စွာဖတ်ထားသည်ကျွန်တော်ရင်ထဲကလိုက်ခနေဖြစ်သွားသည်ကျွန်တော်ထင်ထားခဲ့သည်နှင့် ခုတွေ့နေရသည်နှင့်တမျိုးဖြစ်နေသည်မမေသည်စိတ်ထားနှူးညံ့သည်ကျွန်တော်ကိုမြင်လျင်အတင်းဖက်ပြီးငိုလိမ့်မည်ဟုထင်ခဲ့သည်ဖဖေကမူစိတ်တက်ကြံ့ခိုင်မာကျော်သူဖြစ်သောကြောင့်ဣတီငိမ့်ငိမ့်ပင်စီချိုနိုင်လိမ့်မည်ဟုထင်ခဲ့၏ထို့သောမဟုတ်ချင်းမမေသည်ညရီဝဲလာယုံမှလွဲ၍ဣတီငိမ့်ငိမ့်ရှိနေသည်ဖဖေသည်စိတ်လှုပ်ရှားနေပုံကြလေသည် ျွန်တော်နားလည်လိုက်မမေဒီကျွန်တော်မရှိတော့ချိန်ဖန်များစွာငိုခဲ့ရပြီးသောကြောင့်ကျွန်တော်ကိုမြင်သောအခါငိုဖို့မလိုတော့ချင်းဖေဖေကမူအိမ်ဤဦးစီးခေါင်းဆောင်ဖြစ်သောကြောင့်စိတ်ထိခိုက်မှုကို ဖုံးကွယ်၍အားပေးနှစ်သိမ့်ခဲ့ရလိမ့်မည်ကျွန်တော်လွတ်လာသောအခါကျမှဆက်လက်ဟမ်မဆောင်နေတော့ပဲစိတ်ကိုလွတ်လိုက်ဟန်တူသည်ညီတို့ပင်ဖြစ်စေဖေဖေရောမမေပါကျွန်တော်မရှိသောအချိန်တွင် လိုအပ်သည့်ထက်ပို၍ဥစားနေခဲ့လေပြီးတပ်ပ3ယောက်တယောက်နှင့်တယောက်ကြည်နေကြရမှာဖေဖေကစကားစာသည်ထိုင်လေးသာမတက်ကြီးကျွန်တော်ကလထိုင်ကိုခက်စိမ့်စိမ့်ကြည်သည်အော်ကလထိုင်ကလထိုင်ကလထိုင်ပေါ်မှာထိုင်ခွင့်ရပြီဒါငါအိမ်ဖေဖေကဘာစားမလဲဟုမေးသည် ကျွန်တော်ကအတောင့်တဆုံးအရာကိုဖြေသည်။လက်ဖက်ရည်မက်ခွက်ကြီးနဲ့အပြည့်တောက်ချင်တယ်။မမေကသမင်းစားပါလားကွယ်ဟုပြောသည်။ကျွန်တော်ခေါင်းခါလိုက်။ခေါက်ဆွဲကြော်စားမလား။ဒီနားမှာဆိုင်သစ်တစ်ဆိုင်ဖွင့်နေတယ်။ဟုဆိုပြန်သည်။မစားချင်ဘူး။ပေါင်မုံထောပတ်တော့ဟင်ဝတ်ချတော့ဆုပ်ပြုတ်ဘူးဒီကြော်စားသဖြင့် ကျွန်တော်တို့နားမှာကြနိုင်သောအစားအစာတွေရှောက်ရပြနေသည်ဖေဖေကရေ၍လက်ဖက်ရည်သာဖြောစမ်းပါကွာတားပြောသလိုမက်ခွက်နဲ့အပြည့်သာဖြောမမေသည်တိတ်မကျေနပ်သည်စားစရာတစ်ခုခုကိုဖက်၍စဉ်းစားနေပုံရသည်ကျွန်တော်ကမျက်မျက်ဖြောပါမမေထို့သောပြောမှမိဖို့ကြောင့်သူဝင်သွားသည်ဖေဖေနှင့်ကျွန်တော်စကားပြောရင်းကြံခဲ့သည်ဖေဖေပေးသော ူရစီကရက်ကို ခဲလိုက်ပြီးမေးသမျှဖြေသည် အနေထိုင်အစားအသောက်ကိစ္စများကျွန်တော်ကလည်းအိမ်၏အခြေအနေကို ပြန်မေးသည် မမကြီးမမလေးတို့အကြောင်းလည်းပါသည်ဟိုအတော်နှင့်ပတ်စံငါမှုကိစ္စကိုပြောပြမည်စိတ်ကူးသေးသည် မပြောသင့်ဟုထင်သောကြောင့်မပြောလိုက်ခြင်းကျွန်တော်စကားများတဲ့တွင် အထဲမှာဆိုသောစကလုံးမကြာခဏပါသည် အခုချိန်တွင် ကျွန်တော်ဖို့ ထောင်းဆိုသောစကားလုံးကို မပြောလို့ထောင်းထဲမှာဟု ပြောမထွက်ဒီနေ့နေ့လေထိအပြင်းမဆိုသော စကားကိုပြင်တွင်သုံးခဲ့သည်အခုတော့အထဲမှာဆိုတာကိုသာမပြတ်သုံးလုံးနေပြီမမေသည်ကျွန်တော်ဆန္ဒအတိုင်းလက်ဖက်ရည်ချာချမခွက်ကြီးနှင့်အပြည့်ယူလာသည် အပူအေးကို အနေတော်ဖြစ်အောင်ပြင်ဆင်လာပုံရလေသည်လက်ဖက်ရည်ခွက်ကို ကျွန်တော်ကောက်ကင်ပြီးငငမ်းမရတောက်ချလိုက်သည် ုံးပုံတပုံလောက်ကျိုးကျသွားသည်ထို့နောက် secret ကိုအာပါတရားရှိုက်ပွားပြန်သည်မမေသည်ကျွန်တော်ကို ပြုံပြုံကြီးချိန်နေရမှကျွန်တော်မျက်နှာကို တလဲလက်ထဲမှ secret ကို တလဲကြည့်လိုက်ပြီးဟင်မင်းမင်းစလိတ်တွေတောင့်နေတယ်လက်ထဲမှ secret ကို လွှင့်ပြလိုက်ရမလို့ပြာခွက်ထဲထိုးချေရမလို့ဖြစ်သွားသည်အရင်ကမမေ့ရှိမှကျွန်တော်စလိတ်မတောက်ရဲ့ ောက်ချင်ရင်ခိုးချောင်ခိုးဝဲတောက်ခဲ့ရသည် အခုတော့ကျွန်တော်ဒီ secret ကိုကြောင်ပြောင်ပင်ခံ၍တခြားမမတ်တောက်နေခဲ့မိပြီမထူးတော့ဘီဖြစ်တော့ကြောင့် secret ကိုကင်မြဲကင်ထားလိုက်သည်ဟိုမှာတော့ဒါပဲအဖော်လုပ်နေရတာပဲအမေယာဟုပြောပြီးရဲလိုက်သည်ဖေဖေနဲ့မေမေတို့သည်ကျွန်တော်ရဲ့ဒီကို နားမလဲသလိုကြည့်နေကြသည် ကျွန်တော်ကိုယ်တိုင်လည်းကိုဖာသားကို တန်တရားဖြစ်မိသည် ကျွန်တော်ရေတာထိုင်ခရိုင်းမကြဘူးဟုထင်နေမိကျွန်တော်ဒီဟဲ့ပပရေမောချင်းကိုမိတ်နေပြီလောမရေတက်တော့ပြီလောရေချင်းကိုပင်ပြန်လဲ၍လေ့ကျင့်ရအောင်မည်ထင်သည်ကျွန်တော်ခန်းကလေးကိုကျွန်တော်ရှိစဉ်ကအနေထားတိုင်းတွေ့ရသည်အခန်း၏လက်ဝဲဘက်တောင်မှကဒင်းကဒင်းချေရင်တွင် အဝတ်ပီတို့ကလေးကဒင်း၏ခေါင်းရင်ညာဘက်ကက်လျက်တွင် စာရေးစပွဲ စာရေးစပွဲဘေးတွင်စာအုပ်စင်းအထာသူမပြောင်းလဲအရင်တုန်းက အစဉ်အမြဲရှုပ်ပွားနေတတ်သောစာရေးစပွဲနှင့်စာအုပ်တွေဖျို့ဖျဲဖြစ်နေတတ်သောစာအုပ်စင်ကိုတတရရဲ့ဖြစ်အောင်ပြန်စီထားခြင်းသာထူကြ၏နောက်တစ်ခုကအရင်တုန်းကကျရင်မှန်၏အပြင်ဘက်မှ လာလာကပ်နေတတ်သော တောက်တဲ့ကြီးကို မတွေ့ရတော့ခြင်းပင်သူသည်တေဆုံးသွားခဲ့လေပြီလားမသိဘူး အရာကိုတည်တက်လှပစွာ ခင်ကျင်ထားသည်ခြေရင်းဘက်တွင်ကျွန်တော်အလွန်နှစ်သက်သောအညာချက်ခုတ်ဆောင်ကလေးသည်တိတိခေါလျက်သာဆွဆွဖြူနေသောခေါင်းကလေးသည် ဖောင်ဖောင်ဤဤဆန်းဆန်းရရန်ရှိနေသောအရာပေါ်တွင် ပြည့်လဲချလိုက်သည်ကျွန်တော်ကိုယ်လုံးသည်ငွေရတဲ့သို့နှိဝင်သွားသည်ဟုထင်ရ၏လက်သုံးလုံးခန့်ထူသောငွေရဖြစ်တော်လဲကျမ်းပြင်းနှင့်စာလျင်သောဖဲငွေရသည်များပေါ် ပြီးတော့ခေါင်းအုံးပျော်စီစီနိုင်လွန်သည်ပြီးတော့အရာပေါ်တွင် ပလက်လန်လဲ့နေရင် အပေါ်ကိုစိုက်ကြည့်နေမိသည်အလိုချင်အောင်ကြီးပါတကားဒါနဲ့အိလျင်ချင်မကိုက်ဖို့ပေါ့ဇဘိုးတွေကိုက်ချင်ကိုက်မြီးချင်အောင်ဒီဇဘိုးကြတော့မကာကွယ်နိုင်ကျွန်တော်အိယာမှာတော့ဇဘိုးရှင်မြီးမထင်ချင်းအနည်းနာတွင်ခြေတံမဲ့စွာပြန်တန်းလာသောချင်းဤတောင်ပန်ခက်တံ အဝီဝီကို မကြားရသောခါ၌၎င်းဟိုမှဒီမှစစ်ခနေစစ်ခနေကြဘိုးကြိုက်သောအရသာကို မခံစားရသောခါ၌၎င်း ထိုဝေဒနာတို့၌အလေးချင်းဖြစ်နေသော ကျွန်တော်သည်နေသာထိုင်သာမှ ရှိပါမည်လားမသိအခုပဲကြီးကျွန်တော်ချလိုက်ပြီးပြန်လဲမည်ဖြူသည်မိခလုတ်ကိုလှမ်းမြင်သည်မိပိတ်ပြီးမှအိယာမှထင်သည်ဟု တွေးမိမိထပိတ်သည်အိယာရဲပြန်ဝင်သည် မွေရာကောင်းစသည့်အတိတ်တွေအားလုံးသည် ကြောက်စီစီဖြစ်နေသည်ပြီးတော့ကျွန်တော်မျိုးလုံးများသည်မှောင်ထဲတွင်အထာမကြားလူကိုခြံအောင်ကြီးဖြင့်အုပ်ထားသောကြောင့်မလွတ်လပ်ဟုထင်နေသည်ခြံအောင်ထဲထောင်းဆိုသော စကလုံးနှင့်လွတ်ပဲမလွတ်နိုင်ဟုပေါပေါရှာရှာတွေးမိသေးသည်အဲ့လိုကမပြောတခုခုစဉ်းစားနေဖို့စူးစမ်းကြည့်သည် တွေးစရာတွေကများလွန်သောကြောင့် ဘယ်ကစရမှန်းမသိအတွေးစားတွေတစ်ခုနဲ့တစ်ခုရှုပ်ထွေးစွာ ဝင်ရောက်လာသည်တစ်ခုခုကိုဆုံးကန်းတိုင်အောင် တွေးလို့မရ တွေးလက်စတွေတပိုင်းတစစီသာပြတ်တောက်သွားကြရသည်သူကြသည်မှာ သူနှင့်ပတ်သက်၍ဘာမျှတွေးကြည့်လို့မရခြင်းပင် တွေးကျင်သောစိတ်လည်းမရှိဟုထင်သည် တွေးနေလို့လည်းအကြောင်းထုတ်မည်မဟုတ်ချေတော်ဒီမဟုတ် ကျွန်တော်သည် တည်ငြိမ်ရင့်ကျက်သွားခဲ့ပြီလောစိတ်နေကြခဲ့ပြီလောသူသည်ကျွန်တော်ဘဝထဲ၌မရှိတော့ပြီလောမိခင်တွေစီမတန်ချောင်းခောက်တန်တွေကြာရသည်သုံးနာရီထိုပြီအထဲမှာတော့ကထုံးစံတိုင်းဆိုလျင်တစ်ချက်ခောက်ဆိုလျင်15မိနစ်နှစ်ချက်ဆိုလျင် နာရီဝဲသုံးချက်45မိနစ်လေးချက်ခောက်လျင်တနာရီပြည့်သည်လေးချက်အရင်ခောက်ပြီးမှ သုံးချက်ခောက်ရမည် ဒါမှ၃နာရီဖြစ်သည်အခုတော့ဒီလိုမဟုတ်၃ချက်ဇက်တိုက်တစ်ခါတည်းခောက်သည်ထိုတန်ချောင်းသည်စဉ်စားစရာအစ်စ်တစ်ခုကိုပေး၏ဟိုမှာကြံရစ်ခဲ့သူတွေဘလို့များနေကြလိမ့်မလဲညနာတွေကိုတယောက်စီမြင်အောင်လာသည်ဟောညနာဆိုလို့ကျွန်တော်မျက်နှာကိုတရိယာလာသည်ဘလို့ပုံစံမျိုးရှိနေမည်လဲဟိုမှာတော့ကကြိမ်မှန်မရှိ ကိုမျက်နှာကို ကြည့်ခြင်းလည်း ဆင်းရဲထဲမှာရေမျက်နှာပြင်တွင်ဖြစ်စေရေချိုးဆင်းရင်လမ်းတစ်လျှောက်မှာရှိသောရတင်းပေါက်မှန်များတွင်ဖြစ်စေမြေကြီးထဲမှာရှာဖွေကောက်ယူထားရသောမှန်ကွဲစာများတွင်ဖြစ်စေကြည်ရသည်ပြပြပြင်းပြင်းကမြင်ရသည်မဟုတ်အရာထင်သည် ဆိုယုံမျှသာကျွန်တော်ပြင်ပြန်ထွက်သည်မိဖွင့်သည်မှန်ရှာသည် မတွေးနောက်မှတတိယသည်စပွဲအန်ဇွဲတဲတွင်ထည့်ထားသော မှန်ကွဲကလေးတစ်ခုအန်ဆွဲဖွင့်၍ရှာကြည့်သည်မပြောင်မပြဲပြန်တွေ့ရ၏တကယ်ကြည်မှန်စစ်ထဲတွင်ကိုမျက်နာကို ပြန်ကြည့်ရမည့်ကိစ္စမှာသိထူဆန်းတော့မဟုတ်ပါတို့ရတွင်ကျွန်တော်ရှင်တွေခုံမိမှန်ကလေးကို တဖြည်းဖြည်းမပြီးမျက်နာရှိတဲ့တဲ့တွင်ထားလိုက်သည်ပထမအံ့ဩသည် နောက်ပြုံးမိသည်ကျွန်တော်မျက်နာသည်ဖောင်းကားပြီးဝိုင်းဆက်နေ၍ဝလာလာလား ဖော်ပဲဖော်နေတာလားမသိအသားရည်သည်ပေါ်စီစီညိုညင်းညစ်ဖြစ်နေသည်ငပိတန်းကြောင့်ဝတ်ခြံတွေ အများပြားပေါက်နေသည်မျက်နာပေါ်တွင် အမဲဆက်အမဲပြောက်တွေအနှံ့ပြားသပင်ပုံစံကတော့ဘာပုံးဟုပြောရမည်မသိတော့ခတ်တိုတိုမညီမညာထိုးထိုးထောင်ထောင်ပုံပန်းမကြားအိယာပေါ်ပြန်လှဲလိုက်သည် ကျွန်တော်ရုပ်တွင်သည်ပြောင်းလဲ၍နေခဲ့လေပြီ။ အကျင်ကအလွန်နှုတ်နေပြီးကလေးလေးနှင့်တူသည်ဟုဆိုသောမျက်နှာသည်ချင်းယောနေသည်နှကမ်းမွေးစိမ့်နုနုကလေးတွေကမဲနေလာခဲ့သည်အုတ်စိမ်မွေးဟု၍ရှိသည်ဟုပင် မဆိုသာတော့မိစိတ်တွင်ကြံတန်၍ကျွတ်တို့ကျဲတဲ့ပေါန့်နေသောမုတ်စိမ်မွေးများကျွန်တော်ဤစိတ်များသည်ကောရုပ်ရည်နှင့်အတူ ပြောင်းလဲခဲ့ပါပြီလားမသိလောလောဆယ်၌မိမိစိတ်အခြေအနေပြောင်းလဲသည် မပြောင်းလဲသည်ကို မိမိကိုယ်တိုင်ညီတို့သိရှိနိုင်ပါမည်နည်းခေရင်သည်နာဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုခြေစူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းနှစ်ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ